ကိုတင်လည်းအခုလိုကျွန်တော်တို့ RFP လာပြီးတော့ interview ခွင့်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲပထမဆုံးကျွန်တော်ဒီကိုတင်လည်းအောင်တို့အဖွဲ့ဒီ America case နဲ့ပတ်သက်ပြီးနည်းနည်းတော့ပြောပြပေးပါလားခင်ဗျာအဲအဓိကတော့ဒီလိုပြဟိုဒီကိစ္စတော်တော်ကိုတို့ချက်ချင်းတက်တော့ရဲ့ season နဲ့ကိစ္စပဲတို့ဒီ ဟိုဟာ state department ပေါ့နိုင်ငံရေးဝန်ကြီးဌာနကနေပြီးတော့မှဖိတ်တယ်ပေါ့နော်ဆိုတော့တန်ယုံကနေပေါ့အကြောင်းကြားတယ်အဓိကကတော့ဒီ ASEAN နဲ့ US နဲ့ summit လုပ်မယ်ဆိုတော့အဲ့မတိုင်ငယ်မှာဒီခေါင်းဆောင်နေနေတွေမဟုတ်ပဲနဲ့အရက်ဖက်ဖွဲ့စည်းရေးစီကအတန်အောင်လဲကြားကျင်နေဆိုပြီးတော့အဲ့လိုမျိုးလာဖိတ်တဲ့အတွက်ကြောင့်မလို့ပေါ့ကျွန်တော်ကျွန်တော်၃နှစ်ရက်အတွင်းမှာပဲ visa လျှောက်ပြီးတော့ရောက်လာခဲ့ရတာပါ အာအခုလာတဲ့အခါမှာတခြားဘယ်နိုင်ငံတွေရပါသလဲဗျကျွန်တော်ဗမာပြည်နိုင်ငံမှာဗမာပြည်ရောဘယ်နည်းဘယ်နှဖွဲ့လောက်ပါအာဗမာပြည်ကတော့ကျွန်တော်တယောက်ပါပဲသူကတနိုင်ငံဝင်တယောက်ပေါ့နော်ဆိုတော့အာဆီယံဆယ်နိုင်ငံဆိုတော့တီမောလစ်တီကတော့သူကအာဆီယံမှာဖြစ်သေးတဲ့အတွက်မပါဘူးပေါ့ဒီမှာအဓိကဒီအမေရိကန်ခင်းစင်မှာဒီဆမ်မစ်အတွက်လာတာဆိုတော့ဘယ်သူတွေနဲ့ ဦးစားပေးတွေ့ရလဲဘယ်သူတွေနဲ့တွေ့ပြီးတော့ screen တွေ့ရလဲဟုတ်ကဲ့အဓိကကျွန်တော်တို့ဒီသူတို့ရဲ့ဒီခီးစဉ်ဟိုချိန်စရာအရာဆိုလို့ရှိရင်အဓိကတော့သူက White House ထဲမှာဒီသမ္မတရဲ့ဒီ American သမ္မတရဲ့ဟိုအမျိုးသားလုံခြုံရေးအကြံပေးပေါ့ Susan Rice ကအဓိကတွေ့ရတာပါကျွန်တော်တွေကတော့ဒီမှာရှိနေတဲ့ဒီ NGO တွေ Human Right Based NGO တွေနဲ့တွေ့ရတယ်နောက်တစ်ခုကတော့ State Department မှာရှိတဲ့ဟိုအရာရှိတွေပေါ့နော်နောက်ဒီ Do Do သူနိုင်ငံရေးဒူဝင်ကြီးတို့နောက်ဟိုလက်ထောက်ဝင်ကြီးတို့အဲသူတို့နဲ့တွေ့ရပါတယ် အမေရိကန်အစိုးရကမြန်မာနိုင်ငံနဲ့ဆက်ဆံတဲ့အခါမှာဒီဆက်ဆံရေးအပေါ်မို့လေခုလိုဆမ်မက်မှာဆမ်မက်မတိုင်ခင်ဟိုဆွေးနွေးရဆိုတော့သူတို့ကဘာစိုးရိမ်မှုတွေဘာ concern တွေသူတို့ကရှိလဲဗျအမေရိကန်အစိုးရသူတို့ကဘာခင်ဗျားတို့နဲ့တွေ့တဲ့ဆွေးနွေးတဲ့အခါမှာကျွန်တော်ထင်တာကတော့ဗျသူတို့ကဟိုခေါင်းဆောင်အနေနဲ့တွေ့ရမယ်ဆိုတဲ့အခါကျတော့ ီရက်ဖက်ဖွဲ့စည်းတွေမပါဘဲနဲ့တွေ့တယ်ဆိုရင်ဒီ balance out သွားမှာဆိုလို့ balance ယူတဲ့သဘောပဲဗျ။အဲအဲ့လောက်ပဲကျွန်တော်မြင်တယ်။ဘာလို့ရက်ဖက်ဖွဲ့စည်းကသူတို့ဆိုကခေါင်းဆောင်တွေပဲတွေ့ပြီးငါတို့အတန်တော့နားမထောင်အောင်ခေါင်းလာဆိုတဲ့အပြစ်တင်မှုမျိုးကိုကြော်လွှားနေတာတော့အဓိကဖြစ်လိမ့်မယ်လို့ပို့ထင်တယ်။ဆိုတော့ခင်ဗျားတို့နဲ့တွေ့တဲ့အခါမြန်မာပြည်ရေးနဲ့ပတ်သက်ပြီး Susan Rice နဲ့တွေ့တဲ့အခါမှာအာဘာတွေကိုမေးလဲခင်ဗျားတို့ဘာတွေကိုအဓိကထားဖြေရလဲ။အဲအဓိကတော့သူကဟို ူကစကားအများကြီးမပြောဘူးဗျဆက်ဆက်လာရင်သူကဒီတွေ့ဆုံပွဲမှာသူတို့လူခွင့်ရင်းနဲ့ဒီအုတ်ချိုကြီးကောင်းအောင်လေလောက်ပါမယ်ဆိုတော့ဒီခြေစင်းလေးပေါ့ intro လေးဝင်လိုက်ပြီးတော့ကျွန်တော်တို့ပြောခိုင်းတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့အဓိကဒီတလောကမှာဒီလူခွင့်ရင်းဟိုယူကောက်ပွဲပေါ့နော်ယူကောက်ပွဲရပြီးသွားတယ်ကျွန်တော်တက်ခန့်ပါတီကအများကြီးနိုင်ရပါတယ်ဆိုတော့သူတို့စိတ်ထဲမှာအမျိုးပြည့်ချီနေတဲ့အားလုံးကောင်းသွားပြီဘာမှလုပ်စရာမလိုတော့ဘူးဆိုတာမျိုးဖြစ်နေမှာဆိုးတဲ့အတွက်အဲ့လောက်အထိမဟုတ်သေးဘူးဆိုတော့အခြေအနေတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကအဓိကထားပြီးပြောခဲ့ပါတယ် နောက်တစ်ခါဒီအမေရိကန်နဲ့မြန်မာဆက်ဆံရေးမှာပေါ့ဗျာအမေရိကန်နဲ့မြန်မာဆက်ဆံရေးမှာအာဒီခင်ဗျားတို့ဒီတော့မှအလုပ်လုပ်နေရတဲ့ဒီ civil society ဒီဒီလူမှုလူမှုရေးအဖွဲ့အစည်းတွေလူ့ခွင့်အဖွဲ့အစည်းတွေဟုတ်ကဲ့ဘာတွေကိုအဓိကထားပြီးတော့ အာအစိုးရမိတာ concern ဖြစ်တာပေါ့နော်ရှိလေဗျဟုတ်ကဲ့အခုကတော့ဟိုအဓိကတော့ကျွန်တော်တို့ကအဲခုနကကျွန်တော်ပြောတဲ့အထဲမှာဆိုရင်မြန်မာပြည်အခြေအနေကဒီလောက်ထိမကောင်းသေးဘူးဆိုတဲ့အခါမှာဘာပါလဲဆိုတော့ NLD ကအစိုးရဖွင့်နိုင်တော့လဲပဲ NLD မထိန်းချုပ်နိုင်သေးတဲ့ဝန်ကြီးဌာန၃ခုရှိတယ်စစ်တပ်ကထိန်းချုပ်ထားတယ်။နောက်ကျွန်တော်တို့ဒီ NDSC ပေါ့နိုင်ငံအမျိုးသားလူညွင်းနဲ့ကာဝေးကောင်စီအဲ့ဒီမှာဆိုရင်စစ်တပ်ကအများစုဖြစ်တယ်ဆိုတော့စစ်တပ်ရဲ့နှမ်းမမှုကြီးနေအောင်မယ်ဆိုတော့တစ်ချက်ပြောတယ်။နောက်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ CSO တွေရဲ့ဒီလှုပ်ရှားမှုတွေကကျင်းသွားနိုင်တယ်။နောက်အဲ့ဒါကိုလည်းတစ်ချက်ပြောတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ ဒီစစ်တပ်နဲ့ဒီတော့ NLD နဲ့အခုညှိနေကြတယ်ဆိုတော့အဲ့ညှိနေကြတဲ့အခါမှာတကယ်လို့မြန်ပြစ်မှတ်ထားတဲ့ရေယူပိတ်ဆို့မှုမျိုးတွေကိုစစ်တပ်သာမလို့ရှိရင်စစ်တပ်နဲ့သက်ဆိုင်တဲ့ခရိုနီတွေပေါ်မှာဆက်ပြီးတော့ကင်ထားနိုင်မယ်ဆိုရင်ဒါတစုံတရာဆွေးနွေးပွဲမှာရလက်ကောင်ထပ်ဖို့အတွက်ဒါတွန်းအားဖြစ်နိုင်တယ်ဆိုတော့ဆွေးနွေးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အဲစီရေးဆိုင်ရာဟိုဆက်ဆံမှုပေါ့ military engagement မျိုးပါပြီးနဲ့လုပ်တဲ့အခါမှာတတိထားတဲ့အချက်တွေပေါ့မှန်မှန်တော့ကျွန်တော်ကမလုံနဲ့လို့ပြောချင်တာဒါပေမဲ့အဲသူတို့ကလည်းလုံချင်နေတယ်ဆိုရင်ဒီချက်ဒီချက်တွေရှိမှလုပ်ပါဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးကျွန်တော်ကတွန်းအားပေးပြီးပြောခဲ့တာပါ ဘာဖြစ်လို့အမေရိကန်နဲ့အမေရိကန်စစ်တပ်မြန်မာစစ်တပ်ကြားအာထိတွေ့ဆက်ဆံတာတွေကိုမလုတ်စေလိုရလဲဗျအဓိကအဓိကတော့ဗျဟိုဘယ်လိုခေါမလဲတဖက်မှာသူကစစ်တပ်ကတိုင်းသားတွေနဲ့တိုင်ပွဲတွေဖြစ်နေတယ်လူခွေချိုးဖောက်မှုတွေလည်းတော်တော်များတွေ့နေရတယ်ဆိုတော့အဲ့ဒီအချိန်မှာဒီဖက်ကအမေရိကန်တွေကဆက်ဆံရေးတွေလုပ်တယ်ဒါအမေရိကန်ကပြောတာတော့သူတို့လက်နဲ့ဒီဘာတွေကူတာမဟုတ်ပါဘူးပေါ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်သူတို့က ဟိုဘက်မှာပြဿနာတွေဖြစ်နေတာနဲ့ဆက်ပြီးဆက်ဆံနေရဆိုရင်သူတို့စိတ်ပိုင်းဆိုင်ရာ morally support ဖြစ်တယ်လို့မျိုးဖြစ်သွားမှာကိုကျွန်တော်စိုးရိမ်နေအဲ့တော့ကျွန်တော်ကသူတို့ပြောတာဆက်ဆံနေတယ်ဆိုရင်မဆက်ဆံခင်မှာတချို့ဘာဘယ်တော့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 အစင်းတော့ရောင်းအောင်လုပ်ရမယ်ဆိုတာမျိုးတွေချပါ benchmark benchmark တွေပေါ့နော် benchmark တွေကျွန်တော်ချပါချပြန်အဲ့ benchmark တွေနဲ့အညီတယ်ဆိုလို့ရှိရင်တော့လုပ်ပါဆိုတာမျိုးကျွန်တော်တိုက်တွန်းခဲ့တယ်အထူးသဖြင့်တော့ကျွန်တော်အာ DSA လိုမျိုးဒီစစ်တပ်တွေမှာဒီသူတို့ရဲ့ curriculum တွေကိုလွှမ်းမိုးနိုင်အောင်စူးစမ်းလို့ရမလားပေါ့။ဥပမာ military professionalism ပေါ့ သူတို့ဒီစစ်စစ်သားစစ်သားအတိုင်းပဲဖြစ်လာဖို့စစ်တပ်အလုပ်ကိုပဲလုပ်နိုင်ဖို့အဲ့လိုစိတ်မျိုးတွေဖြစ်လာအောင်နောက်ပြီးတော့သူတို့ရဲ့ဒီစီးပွားရေးလုပ်ငန်းတွေကခွင်ထူးခံဖြစ်နေတဲ့ကိစ္စတွေအဲ့လိုမျိုးတွေကိုကျွန်တော်တို့ဘယ်လိုကြော်လွားနိုင်မလဲပေါ့အမေရိကန်အစိုးရပေါ့လေလက်ရှိအမေရိကန်အစိုးရအာငါရောဟိုကျွန်တော်တို့ဒီခင်ဗျားတို့ Cyber Society တွေပြောတဲ့အချက်လက်တွေကိုပုံမှန်ဘယ်လောက်လေးနေထားလဲပဲသူတို့လိုက်နာမယ်လို့ရောခင်ဗျားမြင်ပါကျွန်တော်ထင်တာကတော့ဗျဟိုပြောလို့ရှိရင်တော့ဒီပွဲကိုတက်တော့ရဲ့စီစဉ်တဲ့ပုံမှန်လဲကျွန်တော်အနေနဲ့ကတော်တော် အဲ frustration ဖြစ်တယ်เนาะဒါတို့ကဟို tick the box ပေါ့ပြည်သူဒီအရက်ဖက်ဖွဲ့စည်းတဲ့တွေ့တယ်ဆိုပုံလေးတွေ့တာမျိုးလားပေါ့အဲ့ဒါဆိုရင်မှုဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့သိတာဆိုရင်မကြခင်က US African ဟိုဒီလိုပဲ summit တစ်ခုတွေ့ဆုံပွဲလုပ်တယ်ဒါပေမဲ့အဲ့ဒီမှာကျတော့ထူးခြားတာကအရက်ဖက်ဖွဲ့တွေကဒီအစည်းအဝေးမှာဝင်ထိုင်လို့ရတယ်ကျွန်တော်တို့မှာတော့မရအောင်ဆိုတော့အဲ့လိုမျိုးတွေရှိနေတဲ့အခါကျတော့နည်းနည်းတော့ကျွန်တော်တို့ပြောတာကိုပြောတဲ့တိုင်းနားထောင်ပါမလားဆိုတာမျိုးဖြစ်မိတယ် နောက်တစ်ခုကဒီကိုသွန်လေးအောင်တို့ဒီစစ်မှန်တဲ့ပြည်သူ့ကြေကြံအဖွဲ့အနေနဲ့ဒီတော့မှဘာလုပ်ငန်းတွေလုပ်လဲဗျာဘာဘာဘယ်လို activities တွေလုပ်လဲကျွန်တော်တို့ဖွဲ့ကတော့အဓိကဒီ political awareness ပေါ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အသိပညာတွေကိုဒီလိုက်ပြီးတော့မှပြည်သူလူထုကို အမြင့်တင်ပေးတဲ့ဟာမျိုးလုပ်တယ်ဆိုတော့အဓိကတော့ကျွန်တော်တို့ယူကော့ပွဲတို့ဒီလွတ်တော်တို့အမတ်တို့ဆိုတဲ့ဟာတွေကကျွန်တော်တို့ပြည်သူလူထုတဲ့ဆိုအစ်စ်တွေကျွန်တော်တို့တက်တော့မှဒါတော်တော်အစ်စ်တွေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် awareness လိုက်လုပ်တယ်နောက် fair trade နဲ့ပတ်သက်တာတွေနောက်ဒီကျွန်တော် land rights တို့ဘာလို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်တာတွေကိုအသိပညာပေးပါတယ်အခုကိုသွန်လဲအောင်တို့အဖွဲ့အစည်းတွေအနေနဲ့ဒါဟို civil society တွေက member အဖွဲ့အစည်းတစ်ခုအနေနဲ့ပေါ့နော်။ဟိုမြန်မာနိုင်ငံကအခုရွေးကောက်ပွဲအဲအပီး ဆက်ကူမှာအခုကာလအပေါ်မှာဘလို့မြင်လဲဗျာอืมအခုအချိန်နေရတော့ဘာမှအတိအကျပြောဖို့မလွယ်သေးတဲ့အချိန်နေပေါ့เนาะဒါအာနာကလည်းမလွှဲပြောင်းသေးဘူးလွှဲပြောင်းမှုလုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စိုးရင်ချက်တွေကတော့ဘာလဲဆိုတော့အဲခုနတက်က control လုပ်တာစစ်တက်ကဒီထိမ့်ချုပ်ထားတဲ့ဝန်ကြီးဌာနတွေရှိနေသေးတဲ့အခါကျတော့အဲ့ဟာတွေကနောက်ပိုင်းမှာအဲ NLD ဆိုရဖွဲ့လိုက်ပြီးတဲ့အခါမှာပုံပြီးမြန်ဒုက္ခပေးလာမလားဆိုတော့စိုးရင်ချက်မျိုးတွေကျွန်တော်မှရှိတယ်နောက်အထူးโอเค ဒါတော့ဒီဟိုအစိုးရနဲ့ဒီဟိုတက်နဲ့ relationship relationship ပေါ့ဒါပေမဲ့အဲ့ဒါလည်းကျွန်တော်တို့ဘက်မှာရိတ်ခတ်မှုတွေရှိတယ်ဥထထူးသဖြင့်ဆိုရင်ကျွန်တော်ရက်ဖက်ဖွဲ့စည်းတော်တော်များများအဓိကအာနာပိုင်နေထဲမှာဆိုရင်ကျွန်တော်တို့အဓိကလှုပ်ရှားရတဲ့အပိုင်းကကျွန်တော် GAD လို့ခေါ်တဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအထွေထွေအုပ်ချုပ်ဦးစီးဌာနကပြည်ရေးဝန်ကြီးဌာနအောက်မှာရှိတယ်ပြည်ရေးဝန်ကြီးဌာနတက်ကအဓိကထိန်းချုပ်ထားတယ်ဆိုတော့အဲ့ဒီ challenge တွေရှိလာမလားလို့ကျွန်တော်တို့ကစိုးရိမ်နေဒါပေမဲ့စိုးရိမ်နေတဲ့အတိုင်းလည်းတချို့မြင်လာရတာရှိတယ်ဥပမာပြည်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ရဲကနေပြီးတော့မှအခုလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်က ဟလာပုံမှန်78အမှုဟောင်းနေလို့ဟာမျိုးပြန်ပြီးတော့ဆွဲတဲ့ဟာမျိုးတွေဆိုတော့ဒါသူတို့ဘက်ကလည်းနည်းနည်းပို့ပြီးတော့အဲသူတို့ရဲ့ရက်တီမှုကိုပို့ပြီးတော့မာပြလာတဲ့သဘောမျိုးလို့ကျွန်တော်မြင်တယ်ဆိုတော့ဒါတွေကစိန်ခေါ်မှုဖြစ်လာမလားလို့တော့စိုးရိမ်မှုတွေရှိနေကြတယ်နောက်တစ်ခုကဒီအာစစ်တပ်နဲ့ဒီအစိုးရအသင်းနဲ့အကြားမှာအာရှိတဲ့ဆက်ဆံရေးကဟိုအခုလိုညှော်လင့်ထားလို့မဟုတ်ဘဲနဲ့ဆိုးလာမယ်ဆိုရင်ရောခင်ဗျားတို့ဒီ NGO တွေဒီ Civil Society တွေနည်းနည်း ဟိုဘယ်လိုများပြင်ဆင်ထားရရှိလဲဘယ်လိုဘယ်လိုဟာမျိုးတွေ concern ရှိလဲကျွန်တော်ထင်တာတော့အဲ့ဒီဆိုးလာနိုင်နေဆိုတဲ့အခြေအနေကလည်းဖြစ်သွားနိုင်တာပဲဘာဖြစ်လို့လဲဆိုတော့ခုနကကျွန်တော်တို့ကအဆောင်အမြင်တာကဒီ 2010ဟိုဘက်ကအစိုးရကသူတို့ကစားတာကသူတို့ကဒီ actor နှစ်ခုရှိတာပေါ့ USDB နဲ့တက်နေပေါ့အခုသူတို့ကသူတို့ရဲ့ကစားတဲ့အထဲမှာဟိုကျွန်တော်တို့ check စကားနဲ့ပြောရင် player တကောင်ကထိုးဟိုမရှိတော့ဘူးဆို USDB မရှိတော့တဲ့ခါကျတော့သူက NLD နဲ့တက်နေတာဟိုမျက်နှာချင်းဆိုင်ကစားတဲ့ဟာမျိုးဖြစ်လာတဲ့ခါကျသူတို့ကိုသူတို့ပို့ပြီးတော့အားကောင်းအောင်ပို့ပြီးတော့နည်းနည်းလေး modern stand မျိုးရက်လာနိုင်တယ်ဆိုတော့အဲ့လိုအခြေအနေမျိုးဖြစ်လာနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ CSO ကတော့ CSO role ပဲပေါ့နော်ဒီအစိုးရ အားနည်းချက်ရှိရဆိုလဲကျွန်တော်ပြည်သူလူထုရဲ့အကျိုးကိုရှေ့ရှုပြီးထောက်ပြပါမယ်တက်ကိုလည်းကျွန်တော်တို့ဒီလိုပဲရှေ့ရှုပြီးတော့ထောက်ပြပါမယ်ဒါမဲ့စိန်ခေါ်မှုတွေကတော့ရှိလာနိုင်တယ်အဲ့ဒီအတွက်လည်းတချို့ဟာတွေကအထူးကအခြားနိုင်လည်းရှိလာနိုင်တာပေါ့ဆိုတော့ဒီအဆိုးရတဲ့လက်ထက်မှာ ဒီနိုင်ငံတကာဆက်ဆံရေးအထူးသဖြင့်အမေရိကန်လိုအင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးကတော့ဘလို့ဘလို့ရှိလာနိုင်မလဲလို့ညွှန်လင့်ထားပါလဲကျွန်တော်ထင်တာတော့အဲအဲ့ဒါတွေကတော့ပိုပြီးကောင်းလာနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့အစအလာကလေးကဒီမြန်မာပြည်ရဲ့ဒီမိုကရေစီလှုပ်ရှားမှုမှာတော်တော်များများအင်အားကြီးနိုင်ငံတွေကထောက်ခံခဲ့တဲ့အတွက်အခုအခါမှာ NLD အနာရရသွားတယ်ဆိုတဲ့အပေါ်မှာအဲသူတို့ရဲ့သူတို့နဲ့ဆက်ဆံရေးတွေကပို့ပြီးတော့ကောင်းလာနိုင်တယ်ဒါပေမဲ့အဲ့မှာတပြိုင်တည်းတည်းကျွန်တော်တို့စိုးရိမ်နေတာတချို့ဟာတွေမှာဟလာသူတို့ကသူတို့နိုင်ငံမှုတ်တဲ့အခါကျတော့ဘလောက်ပဲကောင်းနေပြောပြောကိုယ့်နိုင်ငံသားလောက်တော့ တည်တည်ချာချာသူတို့ဆန်းစစ်ဝေဖန်သုံးသပ်မှာမဟုတ်ဘူးအဲ့ခါကျတော့အခုဟာက NAD အာနာရရဆိုပေမဲ့100%ရတာမဟုတ်ဘူးဆိုတော့တကယ့်အရေးကြီးတဲ့စိတ်ပိုင်းတွေမှာမရသေးဘူးအဲ့တော့အဲ့ဒီအပေါ်မှာနိုင်ငံကြီးတွေကသုံးသပ်ချက်လွဲသွားပြီးတော့မှတချို့ policy တွေမှာအရန်ရွေ့သွားမှာတော့ကျွန်တော်စိုးရိမ်မိတယ်ကိုယ်တော်လည်းအခုလိုဖြေချပေးရေးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ RFP ကိုအခုတကူကလာပြီးတော့ဖြေချပေးရေးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်